ပြည်သူ့ Radio တန်ရီကိုနားဆင်ရင်ပြည်သူ့ဘက်ရဲ့ဒီကရှေးစမ်းမယ် နိုင်ငံသူနိုင်ငံသားအပေါင်းသူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခတွေကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြည်ပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။မေလ16ရက်နေ့မနေ့ပိုင်းတိ People's Radio မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ဒီစီစဉ်ကနေနားဆင်ရမယ့်သတင်းကြောင်းရတွေကတော့ဘလဲနယ်ကချွေရတရားကိုစေအုပ်စုကလေကြောင်းတိုက်ခိုက်လို့မိသားစုတအုပ်ပါ၅ဦးသေဆုံးပြီးတအုပ်တည်းရတဲ့တဲ့စစ်ကူနယ်ကချွေရတွေကိုစေအုပ်စုကနေရစ်တိုင်းလေကြောင်းတိုက်ခိုက်တဲ့တဲ့နဲ့ဘူးတလေမျိုးအထက်ကအစာတင်ကြောင်းမှာနနေကျော်တက်ဆွဲထားတဲ့စေအုပ်စုနဲ့တော်လိုင်းရဲ့အင်အားစုတို့တိုက်တွန်းမှုဖြစ်တဲ့တဲ့တွေအပြင်နိုင်ငံပြပသတင်းမီဒီယာတွေရဲ့တဲ့ကောင်းလို့ချစ်တွေကိုပါနားဆင်အောင်ပါပဲဖြစ်ပါတယ်ဘလဲနယ်က ကျေးရတရားကိုဆယ်အုပ်စုကလေကြောင်းတိုက်ခိုက်လို့မိသားစုဝင်တအုပ်ပါငါးဦးသေဆုံးပြီးတအုပ်တရားရတဲ့တရေကိုတည်ဆဲပေးပါမှာခင်ဗျာစကိုင်းတိုင်းပလက်မျိုးနယ်နွမ်းအေးကျေးရကိုဆယ်အုပ်စုကလေကြောင်းတိုက်ခိုက်လို့မိသားစုတအုပ်ပါငါးဦးသေဆုံးပြီးတအုပ်တရားရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်မေလဆက်ဆက်ရင်နေ့နေ့လယ်၁၂နာရီ၄၀မိနစ်လောက်မှာ Jet Fighter တစ်စီးဟာနန်းအေးရတင်ချန်ကိုစီရန်ရွာထန်းနဲ့ရွာရှိပိုင်ကိုလေကြောင်းတိုက်ခိုက်မှုတိုးကြေတိုက်ပြုလုပ်သွားခဲ့ပါတယ်အခုလိုလေကြောင်းတိုက်ခိုက်သွားတဲ့အတွက်ရွာရှိပိုင်မှာရှိတဲ့ မဆွေမာဦးသူ၏တာနဲ့သမီးဖြစ်သူစစ်တမ်းကျောက်သူနဲ့လေတန်းကျောက်သားတို့နဲ့ဦးမတိမ်မတ်သူနဲ့ဆက်တဲ့ဒေါ်ရီတို့ထိမှန်တိဆောက်ပြီးတနေ့နဲ့တောက်လာသားအရွယ်ကလေးငယ်တူရှင်းနဲ့ရွယ်ကလေးငယ်တူဆက်ဆက်နဲ့ရွယ်ဝေရန်စိုးတို့တူထိမှန်တာရရှိခဲ့ပါတယ်တရရတဲ့တူကလည်းစိုးရရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်လေကြတိုက်ခိုက်မှုကြောင့်နေအချလုခန့်ထိမှန်ပစ္စည်းတောက်ခဲ့ပါသေးတယ်လက်ရှိမှာတော့နယ်အရာကဒေသခံတချို့ကဖိဖိတိဆောက်နေကြရပြီးတချို့ကတော့ချရဒေသမှာဆက်လက်နေထိုင်ကြရတယ်လို့သိရပါတယ် စစ်ကူနယ်ကကျွေးရတွေကိုစေအောင်စုကနရဲ၈တိုက်လေကြားတိုက်ခိုက်မှုပြုလုပ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမှာခင်ဗျာမန္တလေးတိုင်းစစ်ကူမျိုးနယ်ကကျွေးရတွေကိုထိတွေ့ပိတ်ခတ်မှုမရှိဘဲစေအောင်စုကလေကြားတိုက်ခိုက်မှုနရဲ၈တိုက်ပြုလုပ်သွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်မီလာဆက်ဆက်ရဲ့မနေ့9:55မိနစ်လောက်မှာတရာအိုးလေတန်းကနေတက်လာတဲ့ Jet Fighter တစ်စီးဟာစစ်ကူမျိုးမျိုးဖွဲ့မှရှိတဲ့တီလောက်ရကြားကိုပေါတော့ရဘောတီနဲ့လေကြားတိုက်ခိုက်မှုပြုလုပ်ခဲ့ပေမဲ့ထိခိုက်ပျက်စီးမှုတစ်စုံတရာမရှိခဲ့ဘူးလို့သိရပါတယ် မေလ18ရက်နေ့မနေ့ရှင်းနိုင်ဝေါ်ကျလောက်မှာလဲတရားဦးလီတာကနေတက်လာတယ်။ဂျစ်ဖိုက်တာတစ်စီးဟာစိတ်ကူမျိုးနဲ့စိတ်ခွေကြီးရနားမှာရှိတဲ့ပြိဝတော်စီပန်းဆိုင်ရှိမှာတစ်ကြိမ်စိတ်ခွေရထမ်းမှာတစ်ကြိမ်စိတ်ကြီးခွေမှာတစ်ကြိမ်ပါသောရဘုတ်တီနဲ့လေကြာတိုက်ခိုက်မှုတုံးကြိမ်ပြုလုပ်သွားခဲ့ပါတယ်။အခုလိုလေကြာတိုက်ခိုက်မှုပြုလုပ်သွားလို့နေအိမ်နှလုံးထိမှန်ပစ်စီသွားခဲ့ပြီးဒေသခံတွေကတိုက်ဆောင်နေရခဲ့တဲ့အတွက်ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။လက်ရှိမှာတော့လေကြာကြက်ခတ်ရတဲ့စိတ်ခွေရနဲ့ တီရရာကဒေတာခတ်တွေဟာထွက်ပြေးတိတ်ချလာမျိုးတွေမရှိခဲ့ပေမဲ့လည်းလေကြောင်းအန်တီရကိုတော့သတိထားပြီးနေနေရတယ်လို့သိရပါဗျ။ဘူးတလေမျိုးအရကအစားတဲ့ကြားမှာနည်းနည်းကျော်တက်ဆွဲထားတဲ့အစေအုပ်စုနဲ့တော်လိုက်အေအာစုတို့တီတွေးမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။စကားတိုင်းဘူးတလေမျိုးအရကအစားတဲ့ကြားမှာတက်ဆွဲထားတဲ့အစေအုပ်စုနဲ့တော်လိုက်အေအာစုတက်တို့တီတွေးမှုဖြစ်ပွားခဲ့တယ်လို့ဘူးတလေမျိုးနဲ့ပကပလူတော်ဝခစီကနေသိရပါဗျ။ မေလာဆက်ဆက်ရင်မနေ့6နိုင်လောက်ကနေ9နိုင်ခွဲထိအပြန်လန်တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အပြန်လန်ပစ်ခတ်မှုအတွင်းကောက်ကွယ်ရေးပပတပ်တွေဘက်မှထိခိုက်ဒဏ်ရာသူတွေမရှိပေမဲ့လည်းစစ်ကောက်စီဘက်မှထိခိုက်မှုတိုက်ဆောက်သူတွေရှိနေတယ်လို့သိရပါတယ်။စာတေကြောင်ထဲမှာစစ်ကောက်စီတိုက်သားတွေဟာ AR 50ဝတ်ကျင်နဲ့ထိုက်ကြွတိုက်ဆွတ်ထတာနဲ့ကြော်လောက်ရှိတာဖြစ်ပြီးစာတေကြောင်ထဲကစစ်ကောက်စီတိုက်သားတွေကိုလည်းကောက်ကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့တလားမှာတုံးကြေလောက်တွားရောက်ပစ်ခတ်တမျိုးတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာစာတေကြောင်မှာတိုက်ဆွတ်ထားတဲ့စစ်ကောက်စီတိုက်သားတွေဟာ ဘက်ကာတွေနဲ့ကတော့ကျွေးတွေခိုင်မှာအားပယ်လယ်တီရှောင်းနေတယ်လို့သိရပါတယ်။စူပါတိုက်ခိုက်မှုကိုဘူးတလင်မျိုးနဲ့ရက်ကြီးကောက်ကွယ်ရေးဖက်တိုက်နယ်အဖွဲ့များမုတ်ရွာနဲ့ကပြကြီးပကဖောက်ဖွဲ့ရေဦးနယ်ပကဖောက်နဲ့တိုက်နယ်ကိုကဲဖွဲ့တို့ကပူပါတိုက်ခိုက်ခဲ့ကြပါတယ်။ဒီစီစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်သလို မိဘပြည်သူများအနေဖြင့်အားပေးနားဆင်ဖို့ဖိတ်မှန်တကားပြုရန်ပါတယ်ကျွန်တော်တို့ရဲ့ People Radio မြန်မာကိုနားတော်တော်ရှိသူအားလုံးကိုစိတ်နှပြချမ်းမချက်တာပြီးကမ်ပိန်းပေါင်းမှကေဝေးနိုင်ကြပါစေခင်ဗျာ People Radio မြန်မာကိုယခုအခါ www.peopleradiomyanmar.co တာမကစက်ပက် Radio Pack ကနေလည်းနားဆင်နိုင်ပါတယ်ခင်ဗျာစက်ပက် Radio Pack ကို Google Play Store သို့မဟုတ် App Store ကနေ Comment Download ဆိုယူနိုင်ကြအောင်တရေကောင်ပွားအပ်လိုက်ပါတယ်ခင်ဗျာ ပြည်သူရေဒီယိုတန်တွေကိုနောက်ဆွင့်ရင်ပြည်သူပဲရတီကရှေ့ဆမ်းမယ်ပြည်သူရေဒီယိုပြည်သူရေဒီယိုဟော